ချိန်တယ်ဒီကောင်လေးပြန်လာနိုင်တော့ပါဘူးအဲလူစကားရတယ်ဆိုအဲ့ဒီခါလေးကိုကြားရတယ်စောင်းရအဲ့တိုင်ပူရော့တင်တာရောင်းအောင်ပြန်အောင်ငါတိုင်းမှာငါလောင်းငါပြန်မြုပ်ငါတိုင်းရောက်မှာငါသိမယ်ဟေးယောအလုံးပဲမင်္ဂလာညချမ်းလေးပါမေလ22ရက်နေ့ယင်းညနေပိုင်းအထူးသတင်းများကိုပထမဆုံးလူရင်းတူရှင်းတင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပြီးကိုချင်းတီအပေးနေတဲ့တွင်ချင်းတွေအားလုံး ခြေယူများချစ်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်။ဒါဆိုရင်တော့တည်င်းလေးတွေစကြရအောင်။မေလစကူရနေ့တွေပခုတိုင်းမင်းလှမြို့နေတွေပြည်သူများကို PDF ထုတ်ပို့ဟုစုကဖန်စီတဖြစ်ခိုင်းနေသည့်စစ်တပ်တည်င်းပေစန်တေကိုအစင်ဖမ်းမိတော်လေခုခံထွက်ပြီး၍ပိကဖန်စီယာတေဆုံခေချောင်းတာယာဝတီခရိုင်တရင်3000စီယာနှင့်တက်ခွေးငါမှတာဝန်ရှိသူတအူကပြောဆိုထားပါတယ်တာယာဝတီခရိုင်3000စီယာနှင့်ဒါလီစားပါတယ် တောင်းလိုက်တဲ့တတင်းတော့တတင်းမန္တရတိုင်မိထလာမြို့မှာမြို့ဆိုထီခေါင်းဆောင်ကိုစစ်တပ်ကဖမ်းဆီးသွားလို့ကျန်တဲ့မြို့ဆိုထီအဖွဲ့ဝင်စခနဦးနောက်ထွက်သွားတယ်လို့တတင်းထွက်နေပါတယ်ပြီးခဲ့တဲ့မေလ15ရက်ကမိထလာမြို့အဝင်တူးကိတ်မှာမြို့ဆိုထီခေါင်းဆောင်ဇော်ယုထွန်းကိုစစ်တပ်ကလာရောက်ဖမ်းဆီးသွားခဲ့ပြီးနောက်သူတို့ခေါင်းဆောင်အဖမ်းခံရတဲ့အတွက်သူတို့ပါနောက်ထွက်လိုက်ကြမိထလာပြည်သူစစ်အဖွဲ့ကကုဇရဟင်းစုတူက သူ့ရဲ့ Facebook လို့မှုကိုရက်ကနဲ့အတိပေးရေးသားထားပါတယ်။ဒါမိတ်တွေကကောင်းလိုက်တဲ့တည်နော်တည်နော်ကရင်ပြည်နယ်မြို့ဝတီမြို့တောင်ဖက်ဒေါနာတောင်တန်းအစီအချံပါတက်ဆွေထတဲ့စစ်ကောင်စီတပ်ရဲ့ကနေလေးစခန်းအပါအဝင်တက်စခန်းလေးခုကို KNU တပ်မဟာ6ဦးစီးတဲ့ပူပေါင်းတပ်ကတိုက်ခိုက်နေပြီလို့ကရင်စီရဲ့တရင်ချင်းမိထံကသိရပါဗယ်ဝေးလေကနေလေဘလက်တူ မိုခိနဲ့တေဘောဘူးရွာနီအခြေစိတ်တဆွေးထားတဲ့စခန်းလေးခုကိုဒရုန်းစတင်တိုက်ခိုက်နေတာဖြစ်ပြီးတိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။မကြခင်စခန်းလေးခုကိုပါသွားတော့မှာဖြစ်ပါတယ်။ကောင်းလိုက်တဲ့တဲ့နောက်တဲ့ရန်ကုန်မြို့တွင်စီအမြပီတူတုံဘတ်ကားပေါ်တွင် CCTV တက်စင်မှုအခြေအနေများကိုဒုတိယဘုံမှုကြီးအစင်းစစ်သူကဥဆောင်ရွက်အဖွဲဖွဲကစစ်ဆေးနေပြီး ဖုန်းခိုဆူမှုစာတူပေးပို့မှုနဲ့အင်တာနက်အသုံးပြုသူများကိုလည်းစစ်ကောင်စီကခီးဝတ်စာလုံးများဖြင့်စောင့်ကြည့်ဖမ်းဆီးနေကြောင်းသိရှိရပါတယ်။ရန်ကုန်မြို့ဘူချောက်အောင်ဆန်းလန်ရန်ကုန်စေယုံကြီးရှိတွေမေလ27ရက်နေ့ကဒုတိယဗိုလ်မှူးကြီးဦးဆောင်သည့်စစ်ကောင်စီတပ်သားများရေးများနဲ့အထွေထွေအောက်ချုပ်ရေးမှုဝန်ထမ်းများပါဝင်သည့်အဖွဲ့သည်ဘတ်စကားများပေါ်တွင် CCTV တပ်ထားခြင်းစီမစီနှင့် CCTV ကောင်းမကောင်းစစ်ဆေးခြင်းများရှိကြောင်းသိစီရပါတယ်။ကျွန်တော်တို့နိုင်ငံကရှိမိတယ်နော်။ဘတ်စကားပေါ်တော့မှ CCTV တက်နိုင်တယ်ဆိုတော့မစူဘူးဒီကောင်းတို့ရဲ့။မိဖွဲ့မှာတော့တက်ကြပါလားခွေးမသားတို့ရဲ့။မင်းတို့တွေကတားကြောက်နေတာကိုနောက်ဆုံးတော့မင်းတို့အင်တာမှာလည်း CCTV တက်ခံရတော့မှာ။အဲ့လောက်တောင်ကြောက်နေကြတာအေးခွေးမသားတွေကငကြောက်တွေငကြောင်တွေရဲ့၆တွေနောက်တည်းင်း ရခိုင်ပြည်ကြောက်ဖြုံမြုံနယ်အတွင်းဖြစ်ပွားနေတဲ့တိတ်ပွဲတွေအတွင်းမှာရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဟာစစ်ကောင်စီကိုစစ်ဖက်ရေးရာနဲ့ထုတ်ပူလမ်းကြောင်းတွေမှာပါဝင်ကူညီပေးနေတယ်လို့သတင်းတွေထွက်ပေါ်နေတယ်လို့သိရပါတယ်။ကြောက်ဖြုံမြုံနယ်မှာလက်စီအရခတ်တတော် AA နဲ့စစ်ကောင်စီတပ်တော်ဖြစ်ပွားနေတဲ့တိတ်ပွဲအတွင်း ALP တပ်ဖွဲ့ဝင်အချို့ဟာစစ်ဖက်ရေးရာအပါအဝင်ထောက်ပူလန်းချောင်းစသည့်ဖြစ်စစ်ကောင်စီကို အထောက်အကူပြုတ်ပေးနေတယ်လို့အမီမဖော်လို့သူကျုပ်ဖြုံမြုပ်ခံအမျိုးသားတရုတ်ကပြောဆိုထားပါတယ်။အဲ့လိုမျိုးသက်စာဖောက်တဲ့အဖွဲ့တွေကတော့တနေရာမှာရှိကြတယ်။ချက်မှလည်းရှိတယ်လို့ချစ်မှလည်းရှိတယ်လို့ရခိုင်မှလည်းရှိတယ်လို့ကချင်မှလည်းရှိတယ်၊ကချင်မှလည်းရှိတယ်။အဲ့ဒီခွေးမသားတွေကအကုန်လုံးစင်ပြရမှာကျွန်တော်တို့ကသူတို့ခေါင်းဆောင်ကိုကြည့်ပါလားမင်းကလေးမျက်နှာကလူရောက်မှမပေါက်တာစစ်ခွေးရောက်နဲ့နောက်တရင်ရခိုင်ပြည်စစ်တွေမြောက်နေတဲ့ကမွတ်စလင်တွေကိုနိုင်ငံချက်ပုမယ်ဆိုပြီး တအူကိုတင်းလေးစိနှုံနဲ့ခိုးဆောင်ကပီတူစစ်တရင်တွေထဲကိုထဲသွင်းနေတယ်လို့တတင်းရရှိထားပါတယ်စစ်ကောင်စီဒေတာတွင်ကကိုရိုနီလောက်ငန်းစင်များပူပေါင်းပြီးစစ်တွေမြုပ်နေထဲကမွတ်စလင်တွေကိုမလေးရှားကိုပူဆောင်ပေးမယ်ဆိုပြီးတတောက်ပြီးတတောက်ခေါ်ယူကရန်ကုန်မြို့ကိုတင်းဆောင်သွားကြတာဖြစ်တယ်လို့ဒေတာခန်တတင်းရင်းမြင့်တွေက ပြောဆိုထားပါတယ်ရန်ကုန်ကနေကုန်ပစ္စည်းလာပို့တဲ့တင်ဘောတွေနဲ့တင်သွားတာပါ မူဆလင်တေကာစစ်ကောင်စီနဲ့ပနန်တင်တဲ့မူဆလင်ခရိုနီတွေကဥဆောင်ပြီးသူတို့အချင်းချင်းလူစုပါတယ်တယောက်ကိုတင်းကလေးစီတောင်းတယ်မလေးရှားကိုခိုမင်းစုပြီးအယုံတွန်းပါတယ်လို့တရင်ချင်းမိကပြောဆိုထားပါတယ်တခြားဒေသမှာရှိတဲ့တုံငချင်းတွေလည်းတတိထားကြပါစစ်ခွေတို့ရဲ့လောက်ရက်တွေပြောင်းနေပြီတတိထားပြမနေကြပါဘသူမှမယုံကြပါနဲ့အခုအချိန်မှာဘာညာလောက်ပြင်းမယ်ဒီညာလောက်ပြင်းမယ်ဒီဟာလောက်ရင်ဘာညာပြစ်မယ်သူတို့ပြောရင်လည်းမယုံကြနဲ့နောက်တည် ရှမ်းမြောက်တရုတ်မြန်မာနေဆက်မူစေမြောက်စင်ဖြိုရေးကိမာတာဝန်ထမ်းဆောင်နေတဲ့ရေတတတအူက၎င်းစင်းနှင်းလာတဲ့ဘက်ထရီဆိုင်ကယ်တစီဖုံးနှလုံးနဲ့ပိုက်ဆံအိတ်တွေလူရတော်ခံရကြောင်းစုံစမ်းတီစီရပါတယ်ပြီးခဲ့တဲ့မေလစကူရဲ့နေ့လယ်နှနာရီဝန်းကျင်မှာရေတတဝင်းကူစုတူကစင်ဖြိုကိတ်ကနေမှာရေစခန်းပြန်လာခြင်းဆွေတမင်ကုန်းအတက်မှာအတက်20အရွယ်လူငယ်တအူးရဲ့လူရခံခဲ့ရတာကိုခံခဲ့ရတာဖြစ်တယ်လို့သိရှိရပါတယ် မြန်မာနိုင်ငံရေးတပ်ဖွဲ့ကကိုငီဘီယဆေကိုငီဘီယဆေမောက်လာမြန်မာပြည်မှာရှိတဲ့ခွေးရေးတွေကိုငီဘီယဆေအခုတော့မင်းတို့ဘဝတွေကတမျှတိုက်ခံရပြီမြန်မာနိုင်ငံရေးတပ်ဖွဲ့ကကိုငီဘီယဆေလို့မရေးချနေတော့ကိုငီကြပါအောင်လို့ရေးလိုက်တော့ဟုတ်ပြီနော်ပြောင်းလိုက်တော့မင်းတို့စာတန်းထူတွေကိုပြောင်းလိုက်တော့မင်းတို့ဘဝတွေတော်တော်ဆူးနေပြီကောင်းလိုက်တဲ့တည် မေလန်စနေရနေရငယ်နေပိုင်းအထူးတရင်ကတော့ဒီလောက်ပါပဲကေဒါဆိုရင်တော့ကျွန်တော်တို့ပထမဆုံးငဒူးလှိုင်ကပေးအပ်ဒီဝနချိုတင်ပွေရအငင်းစာဘူမှုချောက်ချူထွန်းအောင်ပီတာစီလင်ခဲတဲ့အကြောင်းတစ်ချက်လောက်နားဆင်ကြည့်အောင်အငင်းစာဘူမှုချောက်ချူထွန်းအောင်ကိုရန်ကုန်မြို့မရန်ကုန်မြို့နယ် A1 လမ်းကသူ့ရဲ့အိမ်ရှိမှာပဲမေလ22ရက်နေ့မနက်ပိုင်းမှာတနက်နဲ့ပြစ်ခတ်ခဲ့တယ်လို့ Golden Valley Warrior အဖွဲ့ကထုတ်ပြန်ပါတယ် Golden Valley Warrior ကြီးကြပ်ထားတဲ့ဂျာကဘူမှုချောက်ချူထွန်းအောင်ကိုကြည်လေးချက်နဲ့ပြစ်ခတ်ခဲ့ပြီး တည်ဆုံးသွားလားဆိုတာကိုဆက်လက်အတည်ပြုနေတယ်လို့ GW အဖွဲ့ရဲ့တာဝန်ရှိသူက AOL ကိုပြောပါတယ်ကျွန်တော်တို့ကပြစ်တာပဲဆိုတော့တည်အောင်ပြစ်တာပဲဗောနော်ခံအရန်ကောင်းပြီးမသေးတာမျိုးဆိုလဲပြန်အတိပေးပါမယ်ကျွန်တော်တို့လက်လန်းမီဖို့ကြာနိုင်တဲ့အခြေအနေမဟုတ်လို့ပါသူ့အိမ်မှာလုံခြုံရေးတွေရှိတဲ့ကြားကအိမ်ရှိမှာပဲပြစ်လိုက်တာပါအခုမြင်လာတော့စစ်ဆေးရုံမှာလို့သိရပါတယ်ဘုံမကျောက်ချုံထောင်းအောင်ကိုနေရှိမှာကားမပါပဲလူကြီးတက်တက်ပြစ်ခတ်နိုင်ခဲ့တာလို့အဖွဲ့ဘက်ကပြောပါတယ် ဘုံမှုရုပ်အဆင့်ဟာစစ်အင်္ဂါစင်အရ6ဆင့်မြောက်အကြီးဆုံးဖြစ်ပါတယ်။အခုပြစ်ခတ်ခံရတဲ့ဘုံမှုရုပ်ချိုထွန်းအောင်ဟာနိုင်ငံတော်ကာကွယ်ရေးတပ်ကတော် NDC မှာနိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရပ်နဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှစ်ခုကိုတင် जा ပေးနေသူဖြစ်တယ်လို့ GVW ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ကိုတော့တည်ဆုံသွားပြီလို့သိရှိရပါတယ်နော်။ခွေတေဝတ်တေတည်ဆုံသွားပြီလို့သိရှိရပါတယ်။ကေဒါဆိုရင်တော့နောက်ဟာတတရင်တစ်ချက်လောက်နဲ့ဆင်ကြည့်အောင်။ စစ်မှုထမ်းတင်နန်းတက်နေချိန်မှာတင်နန်းသားတွေအသုံးစိမ့်အတွက်၃လစာထောက်ပံ့ခြင်းငွေ၁000ကိုအပတ်စဉ်စလုံးကစပြီးပေးရသွားမှာဖြစ်တယ်လို့စစ်မှုထမ်းစင်ခေါ်ရင်းနဲ့နေဆက်သူတွေစီကသိရပါတယ်စစ်မှုထမ်းတင်နန်းတက်နေတဲ့တင်နန်းသားတယောက်အတွက်၃လစာအသုံးစိမ့်ထောက်ပံ့ခြင်းငွေ၁000ပေးဖို့မက်စလာအတွင်းကကာဝေးဦးစီးချုပ်ကြီးယုံကညွှန်ကြားခဲ့တာဖြစ်တယ်လို့နေဆက်သူတွေစီကသိရပါတယ်တနင်္ဂနွေနေ့ကတလ1000ကျွဲနဲ့3လစာ4000ကျွဲပေးဖို့တင်ပြတာဘူဂျိုကြီးမပေါင်းရေးစီကထောက်ပံ့ကြီးထွက်လာတော့3လကို1000ပဲပေးတယ် အဲ့ဒီတောင်းပေးဖို့ခုနလကြာအစည်းအဝေးလုပ်ရတာလို့ပြောပါတယ်ဒီလစကွေးနေကရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်အမှတ်1တမ်းမြင့်လေးကျင်းကျောင်းမှာပြုလုပ်တဲ့ပတ်စင်စတုံစစ်မှုရန်တင်နန်းဖွံ့ဖွဲမှာတိုင်မှုဘုချုပ်ပြည်စုံနေကိုယ်တိုင်တင်နန်းသားတွေကိုထောက်ပံ့ခြင်းငွေ1000စီပေးအပ်ခဲ့တယ်လို့တင်နန်းကျောင်းနဲ့နှီးဆက်တဲ့သတင်းရင်းမြစ်ကပြောပါတယ်အပတ်စင်စတုံမှာရန်ကုန်ကလူများတယ်တက္ကကတက်မှာ460ရှိရယ်အဲ့ဒီနေ့ကတိုင်မှုကတင်နန်းသားတစ်တယောက်ကို1000လုံးနဲ့46သိန်းပေးတယ်ရိတ်ခါလည်းပေးရယ်ဒါပေမဲ့အခုပေးတဲ့1000ကအမြဲပေးရင်တော့ကောင်းတာပေါ့ ခုတစ်ချိန်ပြေးပြီးတော့နောက်မပြေးတော့ရင်တင်းနှဲเจ้าကရှင်းရမှာလို့ပြောပါတယ်တင်းနှဲเจ้าတွေဘက်ကစစ်ကောင်းဆောင်က3လတစ်ချိန်ပြေးတဲ့ထောက်ပံ့ကြီးတထောင်ကိုတိုင်းမှုတွေဒူတိုင်းမှုတွေကလာစင်မပြေးပဲမိမိကိုကြိုးတဲ့သုံးဆွဲမှာကိုစိုးရိမ်နေပါတယ်စစ်ကောင်းဆောင်ကပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီ10ရက်နေ့ကလူတိုင်းမဖြစ်မနေရစစ်မှုထမ်းရမယ့်ဥပဒေကိုထုတ်ပြန်ခဲ့ပြီးမတ်လ28နေ့မှာစတင်တင်းနှဲပေးခဲ့ရမှာခုဆိုပတ်စင်14အထိရောက်ရှိနေပြီဖြစ်ပါတယ်ဒီကမင်းတော်လောက်ရက်တွေတော်တော်များသွားပြီကွာဒီလိုမျိုးတည်င်းတွေကိုကျွန်တော်ကြားချင်တာကွာ ်ဟာတရွေဟာတရွေကေဒါဆွင်ဒေါနိုဗီဒီယိုအေအဝတီရေးဖို့အောင်ဟင်းပြောသွားတဲ့စကားကိုတေးတေးချာချာနားထောင်ပြီးမှခန်းစားကြည့်တာမိုက်တယ်နစက်ကိုနေလောက်နေခဲ့တဲ့ငါးချောက်ကတော့လစ်ပြီးအဲတွေ့ရဝင်လာလားတွေ့ရဝင်လာလားနစက်ကိုနေလောက်နေတဲ့ငါးချောက်လေးတော့တော့သွားပြီးလို့ငါမင်းမွေးပင်တော့တော့အကောင်းလေးပေါ့အခုတော့မရှိတော့ဘူးမရှိတော့ဘူးတော့အကောင်းလေးဖြတ်နေကြပြီပေါ့ဒီအရသားဆရာဝန်တွေကအဲ့လောက်ထိရန်စိတ်ကိုမပိုင်ဘူးဒါပေမဲ့သူတို့လည်းအကောင်းဆုံးလုပ်ပေးလိုက်တယ် လုတ်ပြဲပြီးတော့ကျွန်တော်ကိုအဲ့ခြေစေးဖြုတ်ပြီးတော့ဆေးရုံပို့လိုက်တဲ့ချိန်မှာကျွန်တော်ခြေလောက်ကညမ်းစိတ်တွေတက်ပြီးတော့မတူသင်ပဲနဲ့တူသွားတယ်အရှင်ပြောရင်တော့အခုလောက်ထိကိုပြတကယ်ပုံပုံမှန်ဆိုဒါပေမဲ့အဲ့လောက်ထိဖြစ်သွားတယ်အဲ့လောက်ထိဖြစ်သွားတော့ကျွန်တော်ကဘာခံစားရလဲဆိုတော့ကျွန်တော်ကစိတ်ကကျွန်တော်က ARD မှာပြန်ပြီးတော့ကျန်းအောင်ပါ ARD မှာပြန်ကျန်းအောင်ပါဒီ ARD မှာရှိရဲ့ခွေးတွေကိုကျွန်တော်ပြန်တောက်အောင်ပါကျွန်တော်ပြန်ပြီးတော့လုံအောင်ပါကျွန်တော်ရဲ့ရည်ရွယ်ချက်ကအဲ့ဒါကြောင့်မို့လဲကျွန်တော်တက်မှာ 6 6ကနေ9 9နေပြီးတော့မှဒီ ARV နဲ့နှီးပါတယ်ဆိုတော့ပကိုးဒီကိုကျွန်တော်ပြန်ဆင်းတယ်ပြန်သွားတာရောက်အောင်ပြန်သွားခဲ့အဲအနေမှာကျွန်တော်တဆင် ARV ကိုပြန်ဝင်မှာပေါ့ကျွန်တော်အဲ့မှာပဲခံစားရတာကြံတာခံစားရတာကျွန်တော်6လောက်ပြတ်သွားပြီဒီကောင်လေးကငါဘာမှတော့ဒီလောက်ထိမလောက်ကြသေးဘူးငါ ARV တဲမှာငါပြန်ပြီးတော့ဒီကောင်လေးကိုငါပြန်မကြမ်းရသေးဘူးပြန်မလောက်ကြသေးဘူးဘယ်နဲ့ငါဒီလိုမျိုးဖြစ်သွားရတာကျွန်တော်ဒါအဲ့အဲ့ချိန်မှာအရန်ခံစားရတာအဲ့လိုမျိုးဖြစ်သွားရတာ ဘယ်လိုပြောရမလဲဗျာအဲ့ဒီအဲ့ဒီကိစ္စကြောင့်ဟိုပြောတဲ့ကြတော့ဒီလိုမျိုးဟိုပြောမှအဲ့ဒီဇုံးနေပါဒီမှာပြောရတာကြတော့တိတ်ပြီးတော့ဟိုမဖြစ်ဘူးနည်းနည်းစကားကြမ်းသွားမှလဲစိုးသွားသေးတယ်ဒီမှာပြည်သူနဲ့ပြည်သူတွေကကြည်နေတာစကားကြမ်းသွားမှသေးစိုးသွားတယ်ကိုကိုကိုတကယ်တမ်းပြောရရင်တတ်ပါသေးခြင်းလားအဲ့လောက်ထိကိုဖြစ်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဘဝကိုကျွန်တော်စိုးသွားလို့မဟုတ်ဘူးကျွန်တော်ရဲ့ကောင်တွေကိုပြန်မလုပ်ကြတော့ဘူးပြန်မလုပ်ကြတော့ဆိုတော့ကျွန်တော်တို့ကကွန်မန်ဒိုဗျကွန်မန်ဒိုဆိုတော့ကျွန်တော်တို့ကမင်းပါကောင်လဲငါပါကောင်လဲဆိုပြန်ဖြစ်တယ် မင်းလက်နေမင်းသိငါလက်နေငါသိကျွန်တော်တို့ကအဲ့လိုမျိုးဗတေဗတေအဲ့လိုဝင်ပြီးတော့ရှင်ပြတာအမြဲတမ်းလဲဟိုထိတ်ကပဲအဲ့လိုမျိုးဝင်ဝင်ပြီးတော့ကျုံးလာကျုံးနေအဲ့လိုမျိုးတိုက်ခိုက်ရေးသမားတွေပေါ့တိုက်ခိုက်ရေးသမားတွေဆိုတော့မင်းပါကောင်းလဲငါပါကောင်းလဲတွေကြတော့ကျွန်တော်တို့မှာပါတယ်ဆိုဒီလက်နက်ကြီးပစ်ဖို့ drone ပစ်ဖို့လို့အဲ့မရန်သူကိုပေါ့နော်ထပ်ပြီးတော့တိုက်ခိုက်နိုင်တဲ့လက်နက်ကြီးကို drone ပစ်ဖို့ကျွန်တော်အဆအပြန်သွားတော့အဲ့မျိုးကျွန်တော်တို့သိပ်ပြီးတော့ ဟိုမှာပြူဒီကောင်းလေးကိုမင်းပါအောင်လဲငါပါအောင်လဲမျက်နှာချင်းဆိုင်ပြီးတော့တခါလေးကျွန်တော်တို့စစ်တိုင်နေပြောတယ်မင်းငါ့ကိုဘာတင်လဲငါလုံးမသားငါအေးရောက်ဒီသားกว่าဆိုပြောပြီးပစ်တာအဲ့လိုမျိုးကိုသဲပြီးပစ်တာခါရန်ထဲလိုက်သေးကိုမျိုးကကိုထဲပြောမြောင်းများသားกว่าဆိုပြီးတော့អော်ပြစ်တာအဲ့လိုမျိုးကိုပြတယ်ဒီကောင်းလေးလှုပ်ချင်တယ်ကျွန်တော်အဲ့ဒါကိုကျွန်တော်အေးရောက်ဒီတိုင်းမှာပြန်လှုပ်ချင်တယ်အဲ့ဒီဟာကိုပြန်မလှုပ်နိုင်ပြန်မလုံးနိုင်ဘူးမဟုတ်တော့အခုလက်ရှိပြန်မလုံးနိုင်သေးတာအဲ့ဒါကိုကျွန်တော်ခြေလောက်ပြတ်တဲ့အချိန်တုန်းကခြေတူးမရခင်ချိန်တုန်းကပေါ့ ချီလူမရငါချက်လောက်စပြတ်တဲ့အချိန်မှာအရန်ဝန်းနေတာခံစားတာခံစားတော့ဟိုအခုဒဏ်ရာရသွားတော့လေဒီလိုပဲဒဏ်ရာလာရဒဏ်ရာရတယ်ကျွန်တော်စိတ်ထဲမှာကျွန်တော်ကဘာလဲကျွန်တော်အချိန်တန်ရင်အချိန်တန်ရင်ပေါ့ခုတခါအဲအချိန်တန်တဲ့ကိစ္စကိုပဲမပြောတော့ဘူးခုတခါတော့ဆဲခံပြီးသွားပြီအချိန်တန်ရင်ပြန်မယ်ပြောလို့ဆဲခံရတယ်အဲ့တော့ပြောတော့ဘူးကျွန်တော်ပြန်ပါတေချာဘောကိုကျွန်တော်ပြန်ပါဘာလဲဆိုတော့ကျွန်တော် ARD ကိုရောက်အောင်ကိုပြန်အောင်ပါနောက်ဆုံးကျွန်တော်သေမယ်ဆိုရင်တော့မှကျွန်တော်ရဲ့ ကျွန်တော်အခုလောလောကျွန်တော်ရဲ့6လောက်တစ်ပတ်ကိုကတော့ဘကိုးမှမြုပ်ထားပါဗျာကျွန်တော်ရဲ့ဓာတ်ပေါ်တွေကိုကျွန်တော် ARV မှာပြန်မြုပ်ခြင်းပြန်ချပါကျွန်တော်တို့ ARV တိုင်းသားတွေကတော်ထဲမှာနေတဲ့ချိန်မှာတရားသနာဖို့ခေါင်းနဲ့ဘာရှိလဲသိရ ARV တိုင်းသားနဲ့ရန်ကုန်တိုင်းသားတရားသနာဖို့ခေါင်းဘာဖြစ်လို့ဆိုသူတို့ကတော်လန်ရင်ပြီးမှအိမ်ပြန်ရမယ်ခေါင်းကရင်ကရင်ပြည်မှာနေတဲ့တော်လန်ရင်ရဲဘော်တွေကသူတို့အိမ်ကိုသူတို့လွှမ်းရင်ပြန်လို့ရတယ်ဒါတော့မှမဟုတ်ရင်သူတို့ပြည်နယ်မှာသူတို့တော်လန်ရင်လုပ်နေရတာဆိုတဲ့စိတ်နဲ့သူတို့နေနေရတာ ကရီနီယားကိုកောင်းနေကြတော့ကရီနီယားရဲဘော်တွေရောဒီသူတို့ပြည်နယ်အတွက်သူတို့ကရီနီအတွက်ဟာပြီးတော့သူတို့အချိန်မရသူတို့အိမ်ကိုပြန်လို့ရတယ်သူတို့တိန်းထားတဲ့အချိန်သူတို့ပြန်လို့မရသေးဘူးဆိုရင်သူတို့အဲ့နေအောင်ငါတို့ရောက်အောင်တိန်းမယ်ရောက်အောင်တိန်းဘာမှဘာပြောလို့အဲ့ဒီကိုတိန်းပြီးမှငါတို့အိမ်ပြန်လို့ရပြီកောင်းလေးပြန်လို့ရခိုင်ဘက်ကកောင်းလေးပြန်လို့ရဘရခိုင်ကកောင်းလေးပြန်လို့ရစကိုင်းကកောင်းလေးလည်းပြန်လို့ရသူတို့ကြွားတွေမှာပြန်နေလို့ရသူတို့မိသားစုနဲ့ ရန်သူကတိုက်ထားမှာတိုက်ပေါ်သူတို့မိသားစုနဲ့တနာရီရရနှစ်နာရီရသူတို့หนีလို့ရတယ်မကွေးလဲဒီတိုင်းပဲหนีလို့ရတယ်အခုလက်ရှိတော့ပကိုးဆိုလဲပကိုးကောင်နေတချမ်းကြော်ကြော်လောက်ကသူ့အိမ်ကသူ့အိမ်သူပြန်လို့ရတဲ့ကောင်ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ရန်ကုန်သားနဲ့အေယာဝီသားတွေကမရဘူးမင်းတို့ပြန်ရင် UG ပြန်လို့ပေါ့အဲ့လောက်ထိမလွယ်ဘူး UG ပွားတယ်ကျွန်တော်အေယာဝီတိုင်းသားတွေကအေးနောက်ဆုံးကျွန်တော်တို့အမြဲပြောတဲ့စကားရှိတယ်အေယာဝီတဲမှာငါတို့ကတော်လိုင်းရင်နောက်ဆုံးပြီးမှအိမ်ပြန်ရမှာကောင်လေးအဲ့ကြောင့်မလို့ အသက်ရှင်ဖို့တော့လိုချင်သေးတယ်။ဒါပြောရင်လဲဆိုတော့ငါတို့ AR တိုင်းမှာငါတို့ပြန်ပြီးဖြုတ်ချင်သေးတယ်။သူများတွေအိမ်ပြန်ကိုဟေးအောင်အေးကျွန်တော်တို့ကျွန်တော်တို့ဘက်မှာဆိုကျွန်တော်တို့ငွေချင်းတွေပေါ့နော်အချိုရဲပေါ်တွေဆိုရှိရဲဆိုတော့သွားတိုက်လိုက်တဲ့ရွာတွေကတွေကသူတို့ရွာတွေပဲကျွန်တော်တို့သွားတိုက်ပြလိုက်တာ။ဒါပေမဲ့အဲ့ဒီအဲ့ဒီရွာတွေတိုက်ပြီးတော့သူတို့သူတို့အိမ်ကသူတို့မိဘတွေနဲ့ပြန်နေပြန်ပြီးတော့ပြန်တွေ့ရတာကိုရီးယားဘေးနားတွေကြည့်ပြီးတော့ဘာလဲ။အော်လေတနေ့တော့ AR ကိုဒီလိုမျိုးပြန်ရမှာပြန်ရအောင်ပြန်ရမှာဘာလို့လဲဆိုတော့ဖေးကျွန်တော်ချင်းချင်းပြောပါဗျာ။ကျွန်တော်တို့က အကြီးပြောကြီးထွက်လာတာအမေကိုလည်းအကြီးကြီးပြောခဲ့တာအမေကဘာပြောလဲတားရဲတဲ့တော်လန်ကြီးပေါ့နော်အစားတော့တော်လန်ကြီးရဲ့တားမလို့လေတဲ့လုံးဝလူကြီးရှိရပဲကိုကကိုထောက်ပံ့ပေါ့နော်အပြင်းရဲ့လို့တော့မေးလို့ကျွန်တော်တယောက်သွားရင်လို့တရက်ပူနီးရဲ့လို့တော်လန်ကြီးကအဲ့တော့ကျွန်တော်သွားကိုသွားရမှာအဲ့ဒါပြီးတော့ကျွန်တော်ဒီဘက်ရောက်တော့ကျွန်တော်ပြောခဲ့တာငါတော်လန်ကြီးပြီးမှမင်းတို့ရှိကိုပြန်လာပါငါလက်မထောက်ပြီးပြန်လာခဲ့မှာပြောခဲ့တော့ရွာဘက်ကလူကြီးတော်မျိုးကလူကြီးတော့ကျွန်တော်လည်းတီးရည်ပြောခဲ့ ဲ့တော့ကျွန်တော်ခြေလောက်လဲပြက်လဲပြက်ကောကျွန်တော်ရဲ့ပေါင်ပေါ်တာပေါ့ကျွန်တော်ပြောရတယ်ကျွန်တော်ပြန်ကြတာဘာပြောလဲဆိုဒီကောင်တမ်လာနိုင်တော့ပါအဟမ်းဒီကောင်ပြန်ပြီးတော့လောက်လာနိုင်တယ်ဘာကျွန်တော်ခြေလောက်ပြက်သွားကြီးကျွန်တော်ပြောရဒီကောင်ကလည်းစကက်ကြီးစကက်ကြီးပြောပြီးတော့ထွက်သွားတော့ချိန်တိုင်းဒီကောင်လေးပြန်မလာနိုင်တော့ပါဘူးအဟမ်းဒီလိုစကားရတယ်အဲ့ဒီခါလေးကိုကြားတယ်စောက်ရဲအဲ့တားပူရော့တင်တာရောင်းအောင်ပြန်အောင်ငါတိုင်းမှာငါအလောင်းငါပြန်မြုပ်ငါတိုင်းရောက်မှာငါသိမယ်ဒါပေမဲ့ဒီမှာလည်း ေကောင်းလဲတေနိုင်လဲတေရင်တော့မှကျွန်တော်ရဲဘော်တွေကျွန်တော်နှက်ခင်းနဲ့ရဲဘော်တွေကိုကျွန်တော်ပြောထားတယ်ငါအေယာဝီကိုမယောင်မချင်းငါတေွားတော့မင်းတို့အမိတ်မပြန်နဲ့အေယာဝီတိုင်းကိုမင်းတို့ရောက်ပြီဆိုမှငါ့ကိုမိတ်ပြန်ငါအတော့မှငါသွားကြတယ်တော့ဒါလေးစားတယ်ကွာခန်းစားချက်နဲ့ပြောသွားတာနော်အခု AOT ပြမစ်လမ်းမှာ camping တွေလုပ်နေပါတယ် AOT မှာရှိတဲ့ B2 တွေကျေယူပြုတ်ပြီးတော့ AOT PDF တွေကိုလှူပေးကြပါလို့လီကနဲ့တောင်းဆိုချင်ပါတယ် Gator Swing.no video ခွေးခေါင်းဆောင်ဒူးလိုင်ကိုခွေးခေါင်းဆောင်မလုပ်ဘူးငပြောင်ကပြုတ်ပြန်ပြီးတစ်ချက်လောက်နဆင်ကြည့်အောင်အော်ဒီတိုက်ပွဲကိုဒီလမ်းကိုယူရေဘုံကယူရတာယူရကိုဘက်ကအမှုကြီးကြောက်တယ်လို့ခြောက်တယ်လို့ဟိုလူလည်းမျိုးထိုးပြဒီလူလည်းမျိုးတော့ယောက်ျားမလုံတာအဲ့လိုဆိုလို့ရှိရင်စစ်ကောင်းဆောင်မလုံတဲ့နော်နိုင်ငံရေးသမားလည်းမဟုတ်စစ်ကောင်းဆောင်လည်းမဟုတ်နိုင်ငံရေးသမားလို့ကိုကြနိုင်ငံရေးအတွေးမြင်ရှိလာဆိုတော့ဘာဘာလို့ဖြစ်လဲစစ်ကောင်းဆောင်လို့တတိရှိလာဆိုတော့နိုင်ငံကမှကြာရှုံးနိုင်ဟိုလူလည်းမျိုးထိုးဒီလူလည်းမျိုးထိုးအောက်ခြေလည်းမျိုးထိုးသူကအဖြစ်ကင်းတယ် ။ तू อ่ะဟိုလုံးဝတော်နေတယ်။အဲ့တော့ခင်ဗျားတို့ဇာနဲ့ဗျာဒီဇာနဲ့ဗျာခင်ဗျားတို့စစ်ကောင်းဆောင်လောက်ရတယ်လို့ခင်ဗျားရက်ဆက်တယ်ဗျာ။ဟာဒီဇာနဲ့တော့မရဘူးခင်ဗျားတို့ဒီဇာနဲ့တော့မရဘူးစစ်ကောင်းဆောင်ဆိုတော့မျိုးကခင်ဗျားတို့ဂျပန်စာဝူလိုင်းကိုပြတ်သားနေရမှာကြာရှုံးမှုရှိနေမှာပဲဂျပန်စာဝူလိုင်းတွေသူတို့ကြာရှုံးရင်သူတို့မလုပ်လဲ။သူတို့ရင်ဝါကိုသူတို့ဓာတ်နဲ့တည့်ပြီးတော့ဟိုသူတို့တာဝန်ယူမှုသူတို့ခုတ်ခစ်ကြပါဗျာနော်တာဝန်ယူမှုသူတို့လုပ်တယ်အခုအချိန်မှာဂျပန်ဆာမူရိုင်းတွေဟာဆာမူရိုင်းစိတ်တက်ဘယ်လောက်ရှိတယ်ဆိုတော့သူတို့ကြာရှုံးရင်ပြည်သူလူထုကိုဖိန်ကုန်းကြော့ပြီးတော့ယာလူကနေပြီးတော့ဆင်းသွားတယ် နော်ဟိုတို့စီကစစ်ကောင်းဆောင်ကတော့စာမူတိုင်းစိတ်တတ်မရှိဘူးအဲ့တော့ဇာတွေပြင်စမ်းပါဗျာဒီဇာနဲ့တော့နော်ဒီဇာနဲ့တော့ခင်ဗျားဘာမှမလုပ်နဲ့ဘာမှမအောင်မြင်ဘူးနော်ဒီဇာဒီဖလားလောင်နေအေးဖလားလည်းမရှိဇာလည်းမရှိဘူးဖိတ်ဖို့ကောတော်တော်ဆိုးတယ်အဲ့တော့တော်တော်လေးပေါ့ဟိုတော်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 လေးကျွန်တော်တို့မှာပြောရတာတော်တော်ကြက်တဲပါတယ်တော်တော်ခက်ပါတယ်အဲခင်ဗျားတို့စစ်တီတွေစစ်သားတွေရော စက်တက်အပြေးထောက်ခံသူစိမ့်စိမ့်တောက်တယ်ကျွန်တော်ပြောမယ်နော်ကျွန်တော်ကျွန်တော်ကျွန်တော်တို့ဆိုလို့ရှိရင်အလားဘောမာကြီးခေါ်တော့ဘူးနော်ဘောမာဘောမာကြီးဘောမာပြောင်းထားတော့သူတို့ခေါ်တယ်ပေါ့အဲ့တော့ခေါ်တဲ့အခါမှာခေါ်ပြီစီဘာမှမဖြစ်ဘူးအဲ့တော့ဘောမာတည်းနော်အဘောမာတည်းနေကျွန်တော်မပြောပါဘူးအဲ့တော့ဘောတည်းနားထောင်ကြည့်ဘောတည်းတွင်နေသူတွေဘောတည်းပြောတဲ့သူတွေနော်ဘောတည်းတင်တဲ့ channel တွေမှာနားထောင်ပါဘောတည်းကြားကြည့်ရင်ဘောတည်းနားထောင်ရင်ဘောတည်းပြောတဲ့စီမှာတော့နားထောင်ပါ သူကဘိုးမမရဲ့အကြောင်းကိုပြောချင်တာပေါ့နော်ဘိုးမမပေမဲ့လဲစစ်တက်ကိုထုတ်ခံတယ်ဆိုတော့ဘိုးမရာပေါ့ကွာဒါပေမဲ့သူတငယ်ချင်းတွေထက်တော့နေတော့ကောင်းတာပေါ့သူပြောသွားတာတွေသူအဘကူကောင်းကောင်းဆိုနိုင်တယ်ဆိုတော့တချို့တွေရဲ့မဆိုရဲဘူးကြုံစုဦးတော့လကကြုံမြင့်မြင့်လက်လကငမေးဟင်းနဲ့ရှုပ်ပြောတာပဲရှိတယ်မိုးတဲ့ချိန်မှာပဲသူပြောရေးတယ်အဲ့ဒါကြောင့်ငိုဖက်ရက်ကွက်ကတော့တော်တော်စိတ်ပြတ်နေကြပြီဆိုတာကိုမြင်တွေ့ရတာဖြစ်ပါတယ်ဟုတ်ကဲ့ပါတငယ်ချင်းတို့ ဒီနေ့ညနေပိုင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများကြည့်တင်ပါတယ်ကျမကြီးခုစိတ်ကြပါ I love you all God bless you all thank you for your time